မင်္ဂလာပါရှင်ကျမတို့ Rapico သတင်းဌာနကနေချိုးဆိုပါရရှင် အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့တောင်သာမြို့နယ်မှာစစ်တပ်ကိန်းနဲ့မြင်းကြံတောင်သာလမ်းမိုင်းကစစ်ကြောင်းကိုဒေါ်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တဲ့သတင်းဖြစ်ပါရရှင်မန္တလေးတိုင်းတောင်သာမြို့နယ်တမိုက်သာကျေးရွာစစ်တပ်ကိန်းနဲ့မြင်းကြံတောင်သာလမ်းမိုင်းကစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့တယ်လို့ Scorpion People Defense Force ကမနေ့ကနိုဝင်ဘာလ16ရက်နေ့မှာထုတ်ပြန်ထားပါရရှင် ငင်းကြံတီရာယူမွန်တက်နဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့အင်အား60ခန်းကတမိုက်တာဂျေးပေါ်မှာတက်ဆွဲနေထိုင်တာလို့အဲ့ဒီဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ထုတ်ပြန်ချက်မှာစစ်တပ်ဘက်ကစစ်သားနယ်ပြူစော်တိ9ဦးခန့်တိစုံနိုင်တယ်လို့သိရပါဗျရှင်။မြင်းကြံမျိုးနဲ့မှာစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကမြင်းကြိုရွာနဲ့ကြာပုတ်ရွာတို့ကိုမှွေနောက်ပြီးပြည်သူ15ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကအချို့ကိုငွေကြေးတောင်းခံပြီးပြန်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါဗျရှင်။ Scorpion ပြည်ပဒဖန် Force တာဝန်ရှိသူကအဲ့ဒီဖန်ခံထားရတဲ့လူချုံနဲ့အရင်ကဖန်ထားရတဲ့ထဲကရောလက်တလုံးမှာပြည်သူလေးဦးကိုတတ်ထားတယ်။တမိုက်သာခေကကောင်းတယ်။မျိုးသားသုံးဦးမျိုးသမီးတဦးရုပ်လောင်းနေသူတို့တက်စခန်းရဲ့ဘေးမှာမြောင်းထဲမှာပစ်ထားတာပေါ့။ဝေမတက်ခင်ရှေ့လာတုန်းကလည်းအမျိုးသမီးတွေဆွဲခေါ်အဓမ္မပြုကျင့်တတ်ပြီးအလောင်းတွေဆွန့်ပစ်ထားတာရှိတယ်လို့ပြောထားပါဗျ။စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးတွေကအဆိုပါတမိုက်သာရွာဂိတ်ကိုတက်ဆွဲပြီးနောက်အမျိုးသမီး၄ဦးထပ်မင်းကို အထမပြုကျင့်တက်ဖြတ်ပြီးအလောင်းစုပြစ်မှုတွေရှိနေတယ်လို့အဆိုပါတာဝန်ရှိသူကပြောထားပါဗျ။သူတို့မလုပ်သလိုပုံစံမျိုးနဲ့သူတို့မနှီးမွေးနေရတယ်မှာစွန့်ပစ်တာဓမိုက်တာတက်ဆွဲပြီးမှသူတို့အထမကျင့်တက်တာမျိုးသမီး9ယောက်လောက်ရှိပြီးသူတို့အလို့စွန့်ပစ်တော့ပရာဟိတသမားတွေပဲကောက်ရတာလို့ပြောပါတယ်။ဒုတိယအကြိမ်ဖြစ်နိုဝင်ဘာလ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာ တမိုက်တာချေးရွာခိတ်စခန်းကိုထမှန်တိုက်ခိုက်ခဲ့ပြီးစစ်သားနယ်ပြူစောတီစုစုပေါင်း၃ခန့်တိစုံနိုင်ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲဒီနေ့မှာမြင်းကြံတောင်သာလမ်းမိုင်းကိုစစ်ကြောင်းထိုးလာတဲ့အင်အား၃၀၀ခန့်ပါတဲ့စစ်တပ်ကိုတောင်သာမြို့အနောက်ခိတ်ခေါ်တန်လန်းခိတ်မှာတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့လို့စစ်သား၂ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ Scorpion People Defense Force တာဝန်ရှိသူက သူတို့ဘက်ကအမင်းကြံတက်ကူလာရင်လမ်းသွားလမ်းလာ ပြည်သူတွေကိုဖမ်းတယ်။ကြီးဆက်တဲ့ရွာတွေဝင်ပြီးပေါ်တာဆွဲတယ်။ခုလောလောဆယ်အင်အားထပ်တိုးထားတယ်လို့ပြောပါရယ်။လက်ရှိချိန်မှာစီရဲတင်းမာနေရာကြောင်းအချိန်မီ၍နေရာဒေသမီ၍တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့သတိနဲ့သွာလာနေထိုင်ကြဖို့မြစ်တိုက်ရခန်းတိုက်တွန်းထားပါသေးတယ်။စကော်ပီယံပြည်ပဂျပန်ဖော့စ်က စီရင်တင်းမှနေတဲ့အတွက်လိုအပ်တဲ့သုံးဆောင်တွေကိုဖြည့်ဆည်းနိုင်မှုအတွက်ဝိုင်းဝန်းကူညီပေးကြဖို့လည်းမေတ္တာရပ်ခံထားပါသေးတယ်။အဆိုပါစစ်စင်ရေးကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF နဲ့ညာဦးခရိုင်တရင်အမှတ်ကငင်းကြံခရိုင်တရင်အမှတ်၃တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။